ပြူလုံမိခဲ့တဲ့အမားရီကိုဝင်ချတောင်းပန်ပြီးတဲ့နောက်အနုပညာလောကတွေကိုဝင်ရောက်လာတော့မယ်။ Big Bang အဖွဲ့ဝင် Top ကမ္ဘာကိုခေပေါ်ယောဂထားသွားစေခဲ့တဲ့ကိုရီးယားနုပညာလောကမှာဩဇာအရှိဆုံးအဖွဲ့တွေကတစ်ဖွဲ့က Big Bang ပဲဖြစ်ပါတယ်။ G-Dragon, Top, Taeyeon နဲ့ဆောင်းရီတို့လေးယောက်နဲ့ဖွဲ့စည်းထားပြီးမသိသူမရှိလောက်အောင်ရှမ်းရှမ်းတောက်အောင်မြင်ခဲ့တဲ့အဖွဲ့ကြီးပါ။အစက9ရောက်ရှိပေမဲ့2019မှာအဖွဲ့ဝင်တဦးဖြစ်တဲ့ဆောင်ကြီးဟာဘန်နင်းဆန်နိုင်ကလပ်နဲ့ကာမလိန်လေရာယူမှုအရှုပ်တော်ပုံနေကြောင်းအဖွဲ့ကထွက်သွားခဲ့ပါသည်။ ဘေဘန်းကအဖွဲလိုက်လှူရှာမှုမရှိတော့ပေမဲ့အခုထက်ထိတိုင်းအချမ်းသာအကျွေးဝါဆုံး idol group များလို့ပြောရရင်ဘေဘန်းကပါမြဲပါစေပါပြီဘေဘန်းကဖွဲ့ဝင်ဖြစ်တဲ့ top က2016မှာ marijuana သုံးစွဲမှုရှိခဲ့တယ်ဆိုတဲ့စွဲချက်နဲ့တရားရင်ဆိုင်ခဲ့ရပြီးစောင်းကြီးကာလာနှစ်နှစ်ပြည့်တန်ချမှတ်ခံခဲ့ရပါတယ်အဲ့ဒီအချိန်အအောင်မြင်ဆုံးဖြစ်နေတဲ့ K-pop boy member ရဲ့ member တယောက်ဖြစ်တဲ့အလျောက်မီဒီယာရဲ့ထိုးနှက်မှုကိုတအားခံခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းသူဟာအဖွဲကထွက်သွားခဲ့ပြီးအနုပညာလုပ်တွေထပ်မလုပ်တော့လောက်ရန်နာခဲ့ပါတယ်။အင်တာဗျူးလည်းမဖြေရကြခဲ့ပါဘူး။ အခုစတဲ့နေ့ကြာပြီးတဲ့နောက်မှာသူကသူ့ရဲ့ခက်ခဲရတဲ့အကြောင်းတွေကိုအခုလိုမျှဝေခဲ့ပါတယ်ပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဘေဘန်အဖွဲ့ဝင်အနေနဲ့အသက်20ရွယ်ကောင်းနေစတင်ပြီးအချစ်တွေအများကြီးရရှိခဲ့ပါတယ်အဲ့ဒါကငါရဲ့တမိုင်းကြောင့်မှာအလားအပါဆုံးနဲ့တန်ဖိုးအရှိဆုံးအမှတ်ရတွေဖြစ်ကြံရှိနေသေးပါပဲတဲ့အဲ့လိုမျိုးအချစ်တွေအများကြီးရရှိတဲ့ကြားကနေငါအနေနဲ့အကြီးမားဆုံးသောအမားကိုပြုလုပ်မိခဲ့ပါတယ် ဘေဘန်ကဖွဲ့ရဲ့နာမည်ကိုအကြီးမားဆုံးထိခိုက်ပျက်စီးစေခဲ့တဲ့သူတူအနေနဲ့ငါရဲ့ agency နဲ့အဖွဲ့ဝင်တွေကိုငါအဖွဲ့ကနေနှုတ်ထွက်ပြီးတော့မယ်ဆိုတဲ့အကြောင်းကိုအရင်ကတည်းကအတိပေးထားခဲ့ပြီးဖြစ်ပါတယ်။ငါမားရီကြောင့်ငါတယောက်တည်းပဲအပြစ်တင်ဝေဘန်ခံနေပြီးငါကြောင့်နဲ့ဘေဘန်အဖွဲ့နာမည်ထိခိုက်မှာကိုမလိုချင်ခဲ့ပါဘူး။ဒါကြောင့်အားနာစိတ်တွေရှက်ယွန်းစိတ်တွေနဲ့အတူအဖွဲ့ကနေနှုတ်ထွက်ခဲ့တာပါ။ကျွန်တော်လုပ်ခဲ့တဲ့အမားရီအားလုံးနဲ့အခုထိကျွန်တော်ကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက်ကျွန်တော်မှတာဝန်ရှိပါသေး යි ကျွန်တော်အနေနဲ့အသေးစိတ်အချက်အလက်တွေကိုအများကြီးမပြောနိုင်ပါဘူးဒါပေမဲ့ကျွန်တော်အနေနဲ့တိတ်မကြခင်မှာ အယ်ဗန်ထုတ်နိုင်မှုမျှော်လင့်ပါတယ်ကျွန်တော်အနေနဲ့နောက်ဆုံး9နှစ်ကိုလူမှုအတိုင်းဝိုင်းရဲ့အဝေးမှာကုံဆုံးခဲ့ပါတယ်အဲ့ဒီကာလအတွင်းစတူဒီယိုမှာပဲကျွန်တော်နေထိုင်ခဲ့ပြီးဂီတကိုပဲကျွန်တော်လုပ်နေခဲ့တာပါမိုက်ခရိုဖုန်းရှိမှမတက်ရက်ပြီးဂီတကိုလုပ်နေတဲ့အချိန်မှာပဲကျွန်တော်အသက်ရှူလို့ရတယ်လို့ပဲခံစားရတယ်ကျွန်တော်အသက်ရှင်မှုဂီတကိုလုပ်ခဲ့တာပါကျွန်တော်ရေးခဲ့တဲ့သချင်းတွေအများကြီးရှိပါတယ်အဲ့ဒီထက်ကတချို့ကိုကျွန်တော်ကိုအားပေးကြတဲ့ပရိသတ်တွေအတွက်အခြားပြားဖို့ကျွန်တော်မှတာဝန်ရှိတယ်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ဒါကိုပြောပြဖို့တိတ်ပြီးမသိတော့ဘူးလို့ထင်ပါတယ် ဒါပေမဲ့ဘေဘိုင်းအဖွဲ့ကနေထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလူတော်များများကနားလည်မှုလွဲနေကြပြီးငင်းခုမှုတွေဖြစ်နေတယ်လို့ထင်လို့ပါဘေဘိုင်းအဖွဲ့ကနေကျွန်တော်နှုတ်ထွက်ခဲ့တာကျွန်တော်မှအပြည့်ရှိတယ်လို့ခံစားရပြီးနောက်နာတွေကြောင့်ပါအခုဒီအင်တာဗျူးမှာအခွင့်အရေးရတာကိုအသုံးချပြီးကျွန်တော်အနေနဲ့တူညီတဲ့မားတွေထပ်ပြီးမဖြစ်စေရတော့ဘူးလို့ဂရုပေးပါတယ်လို့ပြောခဲ့ပါတယ်တကယ်စိတ်မကောင်းကြပါဘူးဒေါ်ဖန်နီကတော့ဒီအကြောင်းကိုကြားပြီးအများကြီးငိုကြွေးခဲ့ကြပါတယ် အခုလိုပြဿနာတွေဖြေရှင်းပြီးတဲ့နောက်မှာတော့ပါတကူတော်နုပညာရှင်ဖြစ်ဂီတာလောကတွေကိုပြန်လည်ဝင်ရောက်လာတော့မယ်လို့တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်တကဘာလုံးဆိုင်ရာ platform awardbuzz ရဲ့မကြသေးမီကပြုလုပ်ခဲ့တဲ့ interview တစ်ခုမှာ top ကသူ့ရဲ့ degree elban ထွက်ရှိမဲ့အကြောင်းကိုကဘာတဝမ်ပရိသတ်တွေကိုအသိပေးပြောကြားခဲ့တာဖြစ်ပါတယ် interview မှာ squid game season 2တုန်းက top ရဲ့ character thanos ကို mention လိုက်ပြီးတော့ thanos ကကဘာကြီးကိုသိမ်းပိုင်နိုင်ခဲ့ရင်လူတွေကိုဘယ်လိုကင်တွယ်မလဲလို့မိတဲ့အခါ top ကအရင်ဆုံး ကျွန်တော် piggy bank squid game တွေကအေယာမဝက်စုဘူးကိုယူလိုက်ပါမယ်။ Danos ပြောခဲ့သလိုပဲလူသားတစ်ဝက်ကိုကျွန်တော် rap နဲ့ရှင်းပြလိုက်မယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့တကူတော့ album ကမကြခင်ထွက်တော့မှဖြစ်လို့ပါပဲ။ဒီလိုမျိုးဆိုတာတိုက်ရိုက် debut ပြောကြခဲ့တာပါ။တော့ပါပြီးခဲ့တဲ့ဒီဇင်ဘာလက squid game season 2မှာ Danos character ကနေပါဝင်တရုပ်ဆောင်ခဲ့ပြီးတရုပ်ဆောင်အဖြစ်ပွဲဥထွက်ခဲ့ပါရီး။